ားလုံးမင်္ဂလာပါဓမ္မကုတုချန်နယ်မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပြီးမှာတော့စာရေးဆရာဦးနုရေးသားထားတယ်ကမ္မတနာဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း37အကြည်အချစ်ဒီဂရီမမေကြီးအလုပ်ပြန်ဆင်နိုင်တဲ့နေ့မှာ ကိုမစ်ဆွေကအကြည်ဒီကနေ့ညအကြည်ရဲ့အောင်ရဲ့အတွက် ရေးကြီးတဲ့ကိစ္စတခုအကိုကြီးပြောချင်တယ်လို့ပြောတယ်။အကြီးကဟုတ်ကဲလို့ပြန်ပြေတယ်။ဒီစကားကိုကြားတဲ့အခါအကိုကြီးကငါကစပြီးပြောလိုက်မယ်လို့ငါအောင်းမိခဲ့တယ်။ခုတော့အကိုကြီးကမစပြီးပြောတော့မှာပဲလို့တွေးမိပြီးဝမ်းတန်နေ။အဲဒါကြောင့်ညနေတိုက်ပင်ရောက်တဲ့အခါအကြီးဟာရီမိုးချိုဖီလိန်ပြီးနေသူအဖြစ်နဲ့စိတ်နဲ့ကပ်စိန်ပြီးစိန်ကျဲသည့်စိန်လက်ကောက်တွေကိုပါထုတ်ဝတ်တယ်။ အကြီးဟာသူ့ခံတဲ့ကကိုလုံးပေါ်မှန်ကြီးတယ်မှာသူ့ကိုယ်သူရှေ့တည့်တဲ့ကြည်လိုက်ဘေးဆောင်ကြည်လိုက်နောက်လှည့်ကြည်လိုက်နဲ့အမျိုးမျိုးကြည့်ပြီးရင်းကြည်ကိုညီအောင်သုံးလေးခါဆွဲချတယ်။လုံးကြည်ကိုလည်းသုံးလေးခါပြင်ဝတ်တယ်။ပြီးတော့မှသူ့မျက်နှာကိုမှန်နာမှတည်တည်ချာချာကပ်ကြည့်ပြီးလုံနေသေးတယ်လို့သူထင်တဲ့နေရာတွေမှာတို့ဘက်ပုံဝါနဲ့ပေါင်တာကိုယူပြီးလိုက်တို့ပေးနေတယ်။ပြီးတော့မြကုံဝေးပေါ်မှာပေါင်တာမဟုတ်တယ်မရှိအောင်သဘောတန်ကလေးနဲ့ထပ်ပြီးဆွဲတယ်။ စပင်ကိုလည်းပို့ပြီးတက်တက်ရဲ့ရှိအောင်၃၄ချိန်သဘောတန်နဲ့အပေါ်ကိုဆွဲတင်ပေးတယ်။ပြီးတော့မှအကိုကြီးနဲ့တွေ့တဲ့အခါသူ့လုံမယ့်မျက်နှာထားတွေကိုလည်းဆန်းတဲ့အနေနဲ့မှန်တဲ့ကိုပြုံးပြီးကြည့်နေတယ်။နောက်ပြီးတော့မှသူ့မျက်လုံးတွေနဲ့အကိုကြီးရဲ့မျက်လုံးတွေကိုညှို့တယ်လို့မှန်တဲ့စိုက်ကြည့်ပြန်တယ်။အားရတော့မှအခန်းဝါကကိုတဆန်းထွက်ပြီးစိန်ဝင်မှထိုင်ဆောင်နေတယ်။ကိုမစ်စေကိုအကိုကြီးခနာလို့ခေါ်လိုက်တယ်။ပြီးတော့မှအခန်းလေလောက်မှပြန်ရက်နေတယ်။ ကိုမြစ်စေဟာဒီကနေ့မှာအချီရဲ့ထူးထူးခြားခြားဖြစ်နေတဲ့ရုပ်ကိုမြင်ပြီးရှင်နေမှာလှ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 နဲ့ဖြစ်သွားတယ်။ကိုမြစ်စေလည်းအခန်းထဲမဝင်ပဲအဝါကနေပါလဲအချီလို့မိလိုက်တယ်။လာပါဦးဒီထဲကိုလို့ရာကနဲ့ရောနေတဲ့အတန်နဲ့ခက်ဆန်းဆောင်ကလေးခေါ်လိုက်တယ်။ကိုမြစ်စေလည်းအခန်းထဲကိုဝင်သွားတယ်။အချီလည်းကိုမြစ်စေနာတလန်းနှစ်လန်းလောက်ရှောက်သွားတယ်။ခဏရောက်သွားတဲ့အခါအကိုကြီးရဲ့လမ်းတစ်ဖက်ကိုတစ်ဖက်စီခိုင်းပြီးအကိုကြီး အကြီးချောရဲ့လားလို့ကိုလုံးပေါ်မှကြီးထဲမှာကြီးထားတယ်အပြုံကလေးနဲ့အကိုကြီးကိုကြည့်ရင်မြည်တယ်။ကိုမစ်ဆွေရင်တွေလည်းတဒုံလုံးခုန်နေတယ်။ကိုမစ်ဆွေလည်းအကြီးမျက်နှာကိုမကြည့်ပဲဘေးကိုမျက်နှာသာလွှဲပြီးအကြီးကချောရဲ့လားလို့မိတာကိုအင်းလို့တူတူပဲဖြေလိုက်တယ်။အကိုကြီးသူ့ကိုကြည့်အောင်အကြီးဟာတညနေလုံးတော်ကြီးဖြေးလိမ့်ပြင်ဆင်ထားရတာ။အဲ့ဒီတော့အကိုကြီးကအခုလိုမျက်နှာကြီးရှုပ်ခေါချုံနဲ့ဘေးကိုကြည့်ပြီး အင်းလို့အောက်တက်တက်ကြီးဖြစ်တာကိုအခြေပြချရုံဒါကြောင့်အကိုကြီးကလည်းဆိုပြီးကိုမစ်ဆွေရဲ့လက်တွေကိုလွတ်ချပြလိုက်တယ်အဲ့ဒီလိုလွတ်ချပြီးကိုမစ်ဆွေနဲ့ပြုံးကနေရင်ချင်းထီအောင်ကတ်လိုက်တယ်အဲ့ဒီကတ်ထားတာနဲ့တပြိုင်နက်အကြီးရဲ့အင်မတန်လက်မြင်နဲ့လက်ဝါးတွေဟာအကိုကြီးရဲ့ပန်းနှစ်ပတ်စလုံးကို အုံမိရတာဖြစ်ပြီးအကိုကြီးရဲ့မျက်နှာကိုသူ့မျက်နှာနဲ့တင့်နေအောင်လှည့်လိုက်တယ်ကိုမစ်ဆွေလည်းနောက်ကိုနည်းနည်းဆုပ်ပြလိုက်တယ်အကြီးကလည်းရက်မနေဘူး ကံမြေတိုင်းလိုက်ကတ်လိုက်တယ်။အဲ့ဒီလိုလှုပ်ရှားမှုတွေဟာသိမြင်တယ်။အလွန်ဆုံးဆယ်ဆက်ကံလောက်ပဲကြာမယ်။အခြေကသူ့လောင်ဝါနဲ့ကိုမစ်ဆွေရဲ့ပါနှစ်ဖက်ကိုအုပ်ကိုမစ်ဆွေရဲ့ရှင်နဲ့အထည်နေအောင်ကတ်မှန်ထဲမှာသူကြည့်ထားတဲ့အကြည့်မျိုးနဲ့ကိုမစ်ဆွေကိုညှို့ပြီးတော့မှနှစ်ကိုချာရာဂတန်ကလေးနဲ့အကိုကြီးအကြည့်ချောလာလို့ထမင်းအကြည့်ရဲ့မျက်နှာနဲ့ကိုကပေါန်နာနဲ့တွေရေမွေးနှံနေရကိုမစ်ဆွေရဲ့နှာခေါင်းထဲကိုလုံပြီးဝင်သွားတယ် ။နောက်ပြီးတော့အချီနဲ့ရင်ချင်းကလည်းအနေပြန်နေဆိုတော့ကိုမစ်ဆွေတကူလုံးကဖြင်း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 ဖြစ်လာတယ်။ကိုမစ်ဆွေကလည်းဒီခန်းတွေကခက်မြင်မြင်ထွက်ရအောင်ဆိုတဲ့သဘောနဲ့မရေမပြုံးမဲချောပါတယ်လို့ပြောလိုက်တယ်။အဲဒီလိုပြောပြီးမှ လာခွဲချီရဲ့စိတ်ဝင်ကိုထွက်ရအောင်ဒီခန်းထဲမှာနေရတာမိုးနောက်နောက်ဖြစ်တယ်လို့ပြောရင်အခန်းထဲကထွက်သွားတယ်။အချီလည်းကိုမစ်ဆွေရဲ့ပေပဲလက်ကိုဆွဲပြီးထွက်လိုက်သွားတယ်။ဒီလိုအခြေအနေမျိုးမှာ အခြားတာမန်ယောက်ျားတယောက်သာဆိုရင်အင်မတန်ခက်မှာပေါ့ကိုမစ်ဆွေကတော့မိန်ကလေးတွေကိုဖျက်ဆီးရာအင်မတန်ဆက်ဆုပ်တဲ့သူ့နှုတ်ကိုစိတ်ချောင်ရောသူ့အဖေမိနဲ့ဦးဇလုံးကမိန်ကလေးတွေကိုမဖျက်ဆီးအောင်တရားနဲ့ရောရွရွစကားနဲ့ရောသူ့ငငယ်ကလေးကလေးကတွတ်တွတ်နဲ့ဆုံးမလာခဲ့တာကြောင့်ရောသူ့မိမိရဲ့ဆုံးမဩဝါဒအရာစင်ချင်ပွဲတရားကြီး၅ပါးကိုနေစဉ်အမြတ်တက်တလုံးပွားများလာခဲ့တာကြောင့်ရော ဘာကိုပဲလုပ်လို့အခုလည်းငင်းခံစားရမှာတခုတည်းကိုသာမကြည့်ပဲအခုဘဝမှာရောနောက်ဘဝတွေမှာရောဖြစ်ပေါ်မဲ့အချိုးအဖြစ်တွေကိုသာတွက်ကြည့်ရမယ်လို့သူမိဘတွေကသူငငယ်ကလေးကသင်လာတဲ့အတိုင်းသူဟာအမြဲစင်ကျင်လေးရှိတဲ့သူ့အလေးထားချောင်ရောကိုမြင့်ဆွေမှာအခြားတာမန်ယောက်ျားတွေထက်အတွေ့ကိုရှောင်နိုင်တဲ့တတ္တိတွေအများကြီးရှိပါတယ်အဲ့ဒီအထက်မှာညင်စင်နာထားရတဲ့အထိတရားအထုတ်ပြီးပြီဆိုတော့ အတွေ့ရှောင်နိုင်တဲ့ကိုမစ်ဆွေရဲ့တတိယအင်မတန်တောင့်တင်းခိုင်ခန့်နေရောပေါ့တရားတော်ဟာအင်မတန်စင်ကြယ်ပါပြီအင်မတန်ကြီးအံ့ဩစရာကောင်းပါတယ်နောက်တမလွန်ဘဝမှာမှမဟုတ်ပဲအခုဘဝမှာကိုစမ်းစင်ကြင်ကြယ်တန်တော်ထင်ထင်ရှားရှားကြီးမြင်အောင်ပြနိုင်ပါပြီသောတာပန်တဦးမှာကိလေသာတွေလုံးဝမကုန်သေးတဲ့အတွက်မိမတဦးကိုမြင်ရထိရ တွေ့ရတဲ့အခါကာမရာဂစိတ်တော်ဖြစ်တာပဲဒါပေမဲ့ ဒီမိမဟာဒုက္ခမပိုင်မိမမဟုတ်ရင်ဒီမိမဟာကဲ့ယုံထိယုံတာမကဘူးသူ့ဘောမှာတက်ပြီးမှောက်နေတည်တိုင်အောင်ဒီတော့တပံဟာဒီမိမကိုကဲ့ကဲ့မြောက်ပဲနင်းနေမှမချူလုံးအဖြစ်လို့လဲဆိုတော့ဒီတော့တပံတွေမှာဖြစ်တဲ့ကာမရာဂစိတ်ဟာပုထုရှင်မှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်လောက်မပြင်းထန်ဘူးတနည်းပြောအောင်မယ်ဆိုရင်တော့တပံမှာဖြစ်တဲ့ကာမရာဂစိတ်ဟာဒီတော့တပံကို မေတုမိစ္ဆာစာရခင်ကျူးလွန်လောက်အောင်စွပေးနိုင်တဲ့အထိမပြင်းထန်တော့ဘူးတက္ကရာကံမှာလည်းကိလေသာတွေမကုန်ခံသေးတဲ့အတွက်မိမတူကိုမြင်ရထိရတွေ့ရတဲ့အခါကာမရာဂစိတ်တွေဖြစ်တာပဲဒါပေမဲ့တက္ကရာကံတုံးမှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်ဟာသောတာပန်တုံးမှာဖြစ်ပေါ်တဲ့ကာမရာဂစိတ်လောက်မပြင်းထန်တော့ဘူးထက်ပြီးရောသွားပြန်တယ်အနာကံကြတော့ကာမရာဂစိတ်ဆိုတာအလင်းကိုမရှိတော့ဘူး လူမိန်းမတွေကိုတော့ထားလိုက်အောင်နှစ်တွေထဲမှာအချောတကအချောဆုံးဆိုတဲ့နှစ်သမီးလိုအချောအလှမျိုးတွေကတော့အနာကံမှာကာမရာဂစိတ်ပေါ်အောင်လှုပ်ဖို့မတတ်နိုင်တော့ဘူးအဲ့ဒီလောက်အထီတရားတော်ဟာထူးဆန်းပါတယ်အဲ့ဩဘွယ်ကောင်းပါတယ်လက်တွေ့ထင်းနေဆာဆာဖြစ်နိုင်အောင် ပြနိုင်ပါတယ်အဲ့ဒါအကြောင်းကိုမြစ်ဆွေဟာအချီရဲ့မျက်နှာနဲ့ကိုကအမွေခြိုင်တွေကိုရှူရတဲ့အခါအချီနဲ့ယဉ်ချင်းအနေရတဲ့အခါ တစ်ခုလုံးတော့ဖြင်း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 ဖြစ်နေတယ်။ဒါပေမဲ့ကာယကံမြောက်ကျွလုံတဲ့အခြေတော်ရောက်မတော့ခဲ့ဘူး။စိတ်ဝင်ရောက်တဲ့အခါကိုမြင့်စွေဟာပလက်ကလန်တိုင်းပေါ်မှာထိုင်ပြီးအကြီးကော်ဖီပြောနေတာကိုစောင့်ရင်သူ့မိကမင်းကိုပေတော့ကမွေးဖို့ပေးခဲ့တာတက်စားဖို့ပေးခဲ့တာမဟုတ်ဘူး။ကိုမွေးထားတဲ့ချက်ကိုပြန်တက်စားတာထက်ရုံမာတာလောကမှာရှိနိုင်သေးသလား။လူရုံမာဖြစ်ဖို့ဆိုရင်လွယ်တယ်။လူကောင်းဖြစ်ဖို့ဆိုတာခက်ခဲတယ်။ ငါများလူယုံမှာဖြစ်သွားရင်မိမိဟာရောက်လျက်ဘဝမှာမြည်ချာရှမှာပဲဒီကံဤတငယ်ချင်းကိုပေးခဲ့တဲ့ကလေးကိုတော့ဖဲ့ရတဲ့လူကိုဘသူပင်နဲ့ပဲပြန်မှာကယုံမှာလဲဆိုတာကို ရှောက်စဉ်းစားရင် ကိုမစ်ဆွေရဲ့စိတ်တွေဟာထိတ်ပြီးလွင့်နေတယ်အချီဟာကော်ဖီဖြော်ပြီးကိုမစ်ဆွေစီကိုယူလာတယ်ကော်ဖီတောက်ပြီးကြတဲ့အခါကိုမစ်ဆွေထိုင်နေတယ်ပလက်ကလက်ထိုင်ပြီးမှကလက်ထိုင်တစ်လုံးပေါ်က ဖုံတစ်ခုကိုချပြီးအဒီပေါ်မှာအကြည့်ထိုင်နေအကြည့်ဟာပလက်ကလတ်ထိုင်ရဲ့ညာလက်တန်းပေါ်မှာလက်ပိုက်တလို့လှုပ်ထားတဲ့လက်နှစ်ဖက်ကိုမေးစေကိုတင်ထားပြီးသူ့မျက်နှာကလေးနဲ့အပေါ်ကိုလှမ်းကြည့်ရင်ကဲအကိုကြီးပြောစာရှိတာပြောလေလို့စလိုက်တယ်။ကိုမင်းဆွေလည်းညီတန်းတွေမလှုပ်တော့ပါဘူး။အကြည့်ကိုယောက်ျားပေးစားဖို့အကိုကြီးစိတ်ကုန်နေတယ်။ကိုကြီးမှမောက်ချစ်တင်ဆိုတဲ့သူငယ်ကလေးတယောက်ရှိတယ်။ အကြီးနဲ့တိတ်ပြီးရှေ့သားနောက်လိုက်မြင်ရဆိုတာလောက်ပဲဆက်ရသေးတယ်။အကြီးကတော်တော်ကိုကြီးရွှေဆက်မပြောနဲ့တော့ဒါတွေကိုအကြီးမကြားချင်ဘူးလို့နှုတ်ခမ်းကလေးဆိုပြီးပြောလိုက်တယ်။မောက်ချစ်တဲ့ဟာလူကြောကလေးပါပဲလို့ကိုမစ်စကဆက်ပြန်တယ်။ငရှင်ကအကိုကြီးခေါ်ရတဲ့လူဖြစ်ပါစေအကြီးမကြားချင်ဘူးလို့အကြီးကပြန်ပြောတယ်။တဘောလေးကောင်းပါလေခွဲလို့ကိုမစ်စကဆက်တဲ့အခါပတ်ဆက်သေးလက်ညှိုးထိုးလို့တော့ပြန်မကိုက်တတ်တဲ့လူဖြစ်ပါစေအကြီးမကြားချင်ဘူးလို့ထပ်ပြောတယ်။အဲ့ဒီလိုပြောပြီးတော့မှ အကိုကြီးရေလေကုန်ခံပြီးချမ်းသာတွေလျှောက်ပြောမနေပါနဲ့အခုလောက်ရှိမှဖြင့်အကြီးဟာအကိုကြီးပုံမှာဘလို့ဖြစ်နေရဆိုတာအကိုကြီးသိဖို့ကောင်းပါပြီအကြီးဟာအကိုကြီးကိုပဲချက်တယ်အကိုကြီးကလွှဲရင် မောက်ချစ်တင်တော့ဘသူတော့ပြောမနေပါနဲ့တော့အကြီးဘသူမှမချစ်ဘူးလို့ပြောတယ်ကိုမင်းဆွေကလက်နဲ့တားပြီးအကြီးတော့တော့ဒီစကားမျိုးတွေအကိုကြီးမပြောကောင်းအကြီးရဲ့မိမိဟာဆုံးကန်ပြီးအကြီးကိုစောက်ရှောက်ကြည့်ရှုဖို့အကိုကြီးကို အပြစ်ခဲ့ အကြည့်မှာအဖေရောအမေရောမရှိဘူး။ကိုကြီးကအကြည့်ရဲ့အဖေပဲ။အဲဒီတော့အကိုကြီးကိုဒီလိုစကားမျိုးမပြောကောင်းဘူးလို့ပြောတယ်။အကြည့်ကိုမိမိကအကိုကြီးအပြစ်ခင်တာသမီးအဖြစ်နဲ့မွေးဖို့အပြစ်ခင်တာမှမဟုတ်ပဲ။ဥပမာကြီးကလေးဘက်သွားနေတဲ့ကလေးကလေးမိမိကအကိုကြီးကိုအဲ့လိုအကိုကြီးကနှုတ်ဘူးတိုက်ပြီးမွေးလိုက်ရတယ်ဆိုရင်ဒီစကားမျိုးကြီးကမပြောကောင်းပါဘူး။အခုတော့မိမိကအကိုကြီးကိုအတက်ခံမှအကြည့်ဟာ16နှစ်တောင်ရှိနေပြီ။ တချို့များဒီရေတွေမှာလင်းယူတောင်းဝေလို့ဘုစုခိယူရင်းနေတာဖြစ်နေကြီးမိမိရဲ့အကိုကြီးကိုအပ်တယ်ဆိုတာက သူများတွေရဲ့အကြီးကိုမနှိမ့်ဆက်အောင်မစော်ကားအောင် အကြီးအားစိတ်ချမ်းသာ ကိုချမ်းသာရှိအောင်ကူညီဖို့အပ်ပေးခဲ့တာပဲဒီတော့ဒီစကားမျိုးကိုဘာဖြစ်လို့မပြောကောင်းအောင်မှာလဲဒီစကားအကြီးစိတ်ချမ်းသာကိုချမ်းသာကူညီပါလို့အကိုကြီးစီမှာအကြီးကအကူညီတောင်းတဲ့စကားပဲမိမိကိုအကိုကြီးကလေးပေးလိုက်ပြီပဲ။ ကိုကြီးဟာဂတိတည်တဲ့ယောက်ျားကောင်တယောက်အနေနဲ့အချီတောင်းတဲ့အကူအညီကိုပေးရုံပဲရှိတော်တယ်လို့အချီကပြောပြတယ်။အကိုကြီးကြောင့်အကိုကြီးပြောပြမယ်။အချီနားတော့နော်။အကိုကြီးဟာဘုံကြီးလို့ပေါ်အတွက်အစိုးရအလုပ်ကတော့ထွက်လာခဲ့တယ်။ဒီမှာအလုပ်ဝင်လုပ်တယ်ဆိုတာအလုပ်လုပ်ချင်လို့မဟုတ်ဘူး။ဖေဖေကဘုံကြီးတိတ်လုပ်ချင်နေရတဲ့ဖေဖေကိုခူတဲ့အနေနဲ့တစ်နှစ်ဝင်လုပ်ပေးတာ။အချီတို့ဖေဖေကလည်းတစ်နှစ်လုပ်ပေးရင်တော်ပါပြီ။ဒီအတွင်းမန်နေဂျာတယောက်ရအောင်ရှာမယ်လို့အကိုကြီးကိုပြောထားတယ်။ ကြီးတော့ကိုကြီးကအဲ့နောက်ပြုလို့မဖြစ်နိုင်ပါဘူးခွဲလို့ပြောတယ်။ဒီလိုပြောနေတော့ကိုမစ်ဆွေရဲ့ဖစ်ဖစ်ရဲ့အမေမီအချောင်းကိုမင်းမီမစုံခင်ကပြောပြဘူးတာအခြေတတိယ။အဲ့ဒါကြောင့်ကိုမစ်ဆွေကိုဒီလိုပြန်ပြောတယ်။အကိုကြီးမင်းမီလည်းအစကဒီလရှင်ဝဘူဟာအကိုကြီးဖစ်ဖစ်ကိုတနာပြီးယူလိုက်ရတာတဲ့။ယူပြီးတော့အကိုကြီးဖစ်ဖစ်ကိုတပြေးပြေးပြုပြင်သွားတာအကိုကြီးဖစ်ဖစ်ဟာအချွတ်တရားရပြီးနောက်ဆုံးကြတော့ဖုံကြီးတာဖြစ်သွားသေးတာပဲ။ကိုကြီးလည်းအခြေကိုမချစ်တော့ ဒီခေါမလေးဟာတစ်ခေါက်ချက်ကလေးပဲငါပြစ်ထားဒုက္ခရောက်တော့မှာပဲလို့တနာပြီးယူပေါ့ယူပြီးတော့အကိုကြီးမိမိကအကိုကြီးဖြစ်ဖြစ်ကိုပြုပြင်တယ်လို့ပြုပြင်ပေါ့အကြီးလည်းအကျွတ်တရားရတဲ့အခါအကိုကြီးဖုန်ကြီးလို့အကြီးကဒီလာရှင်လုပ်မယ်လို့ပြင်ပြောတယ်အကြီးနဲ့အရွယ်တူအချင်းချင်းတွေထဲမှာအကြီးလိုမိကလေးတယောက်ဟာကောင်းခောက်ပြီးရွေးယူနိုင်ပါတယ်အကိုကြီးချပေးပါမယ်လို့ကိုမြင့်ဆွေကပြောတယ်အကြီးကအကောင်းကပြတယ်ပြီးတော့မှအကိုကြီး အကြီးအကိုကြီးကိုမတွေ့ရခင်တော့ကယောက်ျားတွေကိုဘလောက်မုန်းနေဆိုတာအကြီးဖက်ပြမယ်ခဏနေအောင်တော့လို့ပြောပြီးသူ့ခင်တွေကချိုးခွေကိုတွားယူတယ်။ကိုမစ်ဆွေကိုချိုးခွေပြပြီးဒါဘာလို့ဖို့လဲကိုကြီးသိတလားလို့မေးတယ်။ကိုမစ်ဆွေကမသိဘူးလို့ပြောတယ်။ဖေဖေကအကြီးကိုယောက်ျားအတင်းပေးစမှာဆိုရင်ဆွေချိုးချပြီးတည်ဖို့ဝဲထားတဲ့ချိုးခွေလို့အကြီးကပြောတယ်။ကိုမစ်ဆွေလည်းအကြီးကိုမျက်လုံးပြူပြီးကြည့်နေတယ်။ဒီလောက်ထိကြီးကယောက်ျားတွေကိုမုန်းခဲ့တယ်။ ဒါပေမဲ့ပစင်းခင်မှာအကိုကြီးကိုတွေ့တယ်ချင်းပဲအကြီးကဘလို့ဖြစ်သွားတယ်မသိဘူးအကိုကြီးငယ်တုန်းကဘုန်းကြီးပြန်တွေဘုရားပွဲတွေမှာပကတ်တွေလိုပဲအပေါ်နဲ့အောင်နဲ့လဲတဲ့ရဟတ်တွေစီးပူတယ်မဟုတ်လားအကိုကြီးကိုပစင်းခင်မှာတွေ့ပြီးအကြီးဟာလင်းငါရဲ့ဆက်ပြီးအကိုကြီးမျက်နှာကိုကြည့်ပဲမြင်နေတယ်အဲ့ဒီလိုမြင်နိုင်အဒီရဟတ်ကြီးတွေကိုစီးရတယ်လို့ဖြစ်နေတယ်အဲ့ဒီတော့အကိုကြီးရဲ့အချိန်ကုန်ခံပြီးကြရတွေကိုစိတ်ကူးမနေပါနဲ့တော့ အကြည့်ရဲ့စိတ်ကိုအကိုကြီးပြပြမယ်။အခုမိမိဆုံးတာနှစ်လကျော်ကျော်ပဲရှိသေးတယ်ဆိုတော့ခုချက်ချင်းလက်ထက်လို့မကောင်းသေးဘူး။အခုနေုံလာတဲ့မှာတည်င်းချွတ်ဆိုရင်တော့အတော်ပဲ။အဲ့ဒီမှာလက်ထက်မယ်လို့ပြောတယ်။ကိုမင်းဆွေလည်းအကြည့်လက်ထက်ကအကျိုးကိုချပြီးအကြည့်ဒီကျိုးခွေပေးကိုင်မင်းနဲ့အကိုကြီးလှုပ်ပြလိုက်မယ်။အရှင်ဘောကအဆက်ပါလာရင်ဒီကျိုးမျိုးနဲ့လေမင်းထီတာနဲ့ပဲထိနိုင်တယ်လို့ခုမင်းဆွေကပြောပြီးပေးပေးလို့ကျုပ်ွေကိုတောင်းတယ် အကြီးကကောင်းကပြားပြီအဖေသေးကိုအခုကြီးအခုကြီးအကြီးကိုမတနာပဲပြစ်ထွက်သွားမယ်ဆိုရင်အကြီးကိုစိတ်ဆင်းရဲကိုဆင်းရဲတွေကခဲနေတာဒီချိုးတစ်ချောင်းမှရှိရဲ့အဲ့ဒီတော့ဒီချိုးကိုတင်ထားရအောင်မယ်အပေးနိုင်သေးဘူးဆိုပြီးကင်မြဲကင်ထားတယ်မိကလေးတွေကတဆိတ်ရှိဆွဲချိုးချသည်တဆိတ်ရှိဆွဲချိုးချသည်အခုကြီးတော့ဒီဟာကိုနည်းနည်းမှမချိုက်ဘူးခွေလူရဲလို့ဖြစ်လာတာအချက်တခုတည်းအတွက်မှမဟုတ်ပဲတခြားလူဆရာတွေအများကြီးရှိတယ် လူဘဝဆိုတာမဟုတ်ရမနာရ မတရားတဲ့နေပဲကိုရအောင်လုပ်ဖို့အကောင်းဆုံးနေရာပဲအဲ့ဒီလိုအကောင်းဆုံးအခွင့်အလမ်းကြီးရနိုင်ရဲ့အတန်းနဲ့ဒီအခွင့်အလမ်းကြီးကိုတော့မယူပဲအချက်အတွက်စိတ်တိုင်းကြမဖြစ်တာတကလေးနဲ့ဆွဲကြိုးချတဲ့ရင်ဒီမိန့်ကလေးရဲ့မိုက်ထဲဟာဘာမှရှိအောင်မလဲအမွေးချိန်တွေနဲ့ပတ်ပြန်ထားတဲ့ရေစီပိုင်းတွေဆင်းကျင်ဆင်းနိုင်လျက်အတန်းနဲ့စိတ်ကောက်ပြီးပပွက်ဆူနေတဲ့တန်ရီအိုးတွေခုံဆင်းတာတော့ဖြစ်နေတာပေါ့ နိဗ္ဗာန်ကိုသွားနိုင်တဲ့အခွင့်အရေးကြီးကိုရနိုင်လျက်သားနဲ့ငရဲကိုခုံဆင်းနေဆိုတာမိုက်တာတွေထဲမှာဇောက်အောင်နဲ့ဆုံးပဲပြီးပါကွယ်အကြီးကလိမ်မာပါတယ်ဒီချိုးချိုးတကိုင်ကိုင်နဲ့အလုံးမနေပါနဲ့လို့တောင်းတယ်အကြီးကကောင်းကပြပြီးအကြီးစိတ်တိုင်းချဖြစ်ပြီးမှဒီချိုးကိုလှပြမယ်အခုတော့ဘယ်သူ့ကိုမှမပေးသေးဘူးလို့ပြန်ပြောတယ်ကိုမင်းဆွေလည်းသိစိတ်ရှုပ်သွားတယ်သူထွက်မပြေးနိုင်အောင်အစတော့ကတော့မကင်နာကိုပေးခဲ့မိတဲ့ဂတိဆိုတဲ့ ထန့်ချေခြင်းကြီးတခုပဲသူမှာရှိရဲ့အခုတော့သူထွက်သွားရင်အချီတော့ကျိုးဆက်ချပြီးတည်တော့မှာပဲဆိုတော့စိုးရင်မူဟာထန့်ချေခြင်းကြီးအဖြစ်နဲ့သူ့ကိုခတ်ထားလိုက်ပြန်ပြီဆိုတာကိုမစ်ဆွေစဉ်းစားမိတယ်ကိုမစ်ဆွေလည်းတက်မှကြီးချပြီးပလက်ကလန်ထိုင်ပေါ်မှာလှိမ့်နေသူ့လည်းနှစ်ဖက်နဲ့သူ့ကောင်ကိုအုပ်ထားတယ်အကိုကြီးဘယ်နဲ့လဲခုနအချီပြောတာကိုဘယ်လိုသဘောရတယ်လဲတရင်ချုံမှလက်ထက်ပေါ်ပါလိအဲ့လိုမီးစဉ်းစားပြရစဉ်ဝချီရဲ့ လောကမှာစဉ်းစားစရာဟာအချက်တခုတည်းရှိတာမဟုတ်ပါဘူးအချက်ဖြင့်စဉ်းစားကြရအများကြီးရှိနေသေးတယ်အဲ့ဒီတော့ကြည်စစ်တန်တခုတည်းနဲ့တောင်လုံးမြောက်လို့အရင်တွေလျှောက်လို့လို့မဖြစ်ဘူးကွယ်လို့ပြောပြီးတတ်မှားချလိုက်တယ်အကြည်ဟာသူ့လက်တစ်ဖက်ကိုပလက်ကလက်ထိုင်လက်တန်းပေါ်မှာတင်ထားမြင်တင်ထားပြီးသူ့ရှိတဲ့တွေကိုကြည့်အကြည်မှာတော့အခြားမှာချက်တူလည်းမရှိဘူးမိခိုးရလည်းမရှိဘူးအားထားရလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူး တငယ်ချင်းလည်းမရှိဘူးအကိုကြီးကအချစ်ချစ်သူပဲအချစ်မိကိုရပဲအချစ်အားထားရပဲအချစ်ဆွေမျိုးပဲအချစ်မိတ်ဆွေပဲအချစ်တငယ်ချင်းပဲအချစ်ကတော့အကိုကြီးနဲ့တိမပဲခွင်းပါပဲအဲ့ဒီလောက်ဖြစ်နေတာကအကိုကြီးကအချစ်ကို မတနာပဲဖြစ်ဖြစ်ထွက်သွားမယ်ဆိုရင်တော့အချစ်တိမပဲလို့ခပ်ပြေးပြေးပြောနေတယ်ကိုမျိုးဆွေလည်းတပြင်းတာခဏခဏချနေတယ်ဘာမှမပြောဘူး၅မိနစ်လောက်ကြာတဲ့အခါ အကြည်အကိုကြီးအိမ်ပြန်တော့မယ်ကွယ်လို့နှုတ်ဆက်တယ်။အကိုကြီးအကြည်ပြောတာဘယ်နဲ့လဲလို့အကြည်ကထပ်မိတယ်။စင်စားပြားစင်ကိုကွယ်လို့ကိုမစ်စီကဖြေတယ်။ဘယ်နဲ့ရအောင်စဉ်းစားမလဲလို့အကြည်ကထပ်မိတယ်။ရက်တော့မကန့်တန့်ပြရစင်နဲ့ကွယ်လို့ကိုမစ်စီကဖြေတယ်။ရက်မကန့်တန့်ရင်အကိုကြီးကတက်တက်လုံးစဉ်းစားနေမှလားလို့အကြည်ကပြောတယ်။စဉ်းစားဖို့တော့တလလောက်ပြီးပါလို့ကိုမစ်စီကပြောတယ်။အကြည်ကတလအများလုံးနေလို့ပြောတယ်။တနေ့ခုနေနှစ်ပတ်လို့ကိုမစ်စီကပြောတယ်။ အဲ့ဒါလည်းများလို့နေလို့အခြေကပြောတယ်။နောက်ဆုံးမှတနင်္ဂနွေတစ်ပတ်နဲ့ဈေးတက်သွားကြတယ်။အဲ့ဒီအခါကိုမင်းစုကအကြီးလေးတည်တည်ချာချာစဉ်းစားနိုင်အောင်အကိုကြီးလည်းတည်တည်ချာချာစဉ်းစားနိုင်အောင်အဲ့ဒီခုနှစ်ရက်အတွင်းအကိုကြီးအလုပ်လည်းမစင်းဘူး။ဒီကိုလည်းမလာဘူးလို့ပြောတယ်။အလုပ်မစင်းခြင်းနဲ့ဒီကိုတော့လာရမယ်လို့အခြေကပြောတယ်။အပြန်လဲဆွေးနွေးရင်အကိုကြီးပြောတာကိုအခြေသဘောတူလိုက်တယ်။အကိုကြီးရခုနှစ်ရက်အလုံးမစင်းတဲ့အတွက်ရုံးမှာသူနဲ့အကိုကြီးတို့စားနေကြနေလေစားတွေကို အချီဟာကွန်မစ်ဆယ်စီကိုနေ့တိုင်းပို့ပေးနေတယ်။ဒီနေ့နေ့လယ်စာနဲ့အတူအချက်ဆုံးကိုဤကျမ်းမာချမ်းသာရှင်လန်းပါစေအစဉ်တတိယလေးချီဆိုတဲ့စာကလေးတစ်စောင်နဲ့အမြဲပါလာတယ်။ခုနှစ်ရက်စီတဲ့အခါကွန်မစ်ဆွေကအပြည့်မရသေးဘူး။အဲဒါကြောင့်နောက်ထပ်ခုနှစ်ရက်ပေးဖို့အချစ်စီကိုစာရေးအချစ်စီကခုနှစ်ရက်ဟာမြန်လွန်နေ၃ရက်တော်ပြီလို့စာပြင်လာတယ်။၃ရက်ကုန်သွားတဲ့အခါကွန်မစ်ဆွေကအပြည့်မရသေးဘူး။ အဲ့ဒါနဲ့နောက်ထပ်၄ရက်ခွင့်ပေးပါအောင်လို့စာထည့်ရေးရပြန်တယ်။ဒီ၄ရက်ကိုရင်ကိုကြီးအပြည့်ဆက်ဆက်ရနိုင်မယ်လို့မျှော်လင့်ယုံကြည်ပါတယ်ဆိုရဲဆက်မစောင်းအကြည့်စီကပြန်လာတယ်။၄ရက်ကုန်တဲ့အခါလဲကိုမဆွေစီမအပြည့်မရသေးဘူး။သူ့မှာအတွေ့ရခနေတဲ့အချက်နှစ်ချက်ရှိရင်ပထမချက်ကသူ့ကိုယုံပြီးသူ့တငယ်ချင်းမခင်လာက သူ့တမီကိုအပြည့်ခဲ့တယ်။အဲ့ဒီတမီကို သူကယူလိုက်ရင်သူရှုံးမာရရောက်လိမ့်မယ်။ဒီကလေးမလေးက မိုက်ပေတဲ့သူမိုက်မရဘူးအကြီးကမိုက်ပြီးသွေးဆောင်ဖျားယောင်းပေမဲ့သူ့မှာညင်းနိုင်လောက်အောင်တနာတဲ့စိတ်ရှိရမယ်ညင်းနိုင်လောက်အောင်တီလာရှိရမယ်ညင်းနိုင်လောက်အောင်ဟီရီအော်တပါဆိုတဲ့အရှက်နဲ့အကြောက်ရှိရမယ်ဆိုတဲ့အချက်ပဲဖြစ်တယ်ဒုတိယအချက်ကတော့ဖုံးကြီးလုပ်ဖို့သူ့မိမိကို သူကလေးပြေးလိုက်ပြီးပြီးအိမ်နောက်ပြလိုက်ရင်တော့ဒီကလေးကိုဖျက်ရတော့မှာပဲဆိုတဲ့အချက်ပဲဖြစ်တယ်အခြားအချက်တွေကို ဖြေလို့ရတယ်ဒီနှစ်ချက်ကြရင်ဖြေလို့မရတော့ဘူး လေထွက်သွားရင်တခါတခါတစ်ဆူရည်ဖြစ်နေတခါတခါနှစ်ချက်သေးကိုပဲစဉ်းစားတာတကောင်ကျော်လင်းအားကြီးအထိရောက်သွားတယ်အဲ့ဒါကြောင့်နောက်လေးရေကုန်သွားတဲ့အခါမှာလေအကြည့်စီကိုစတစောင်းထည့်ရတယ်ဒီစာထဲမှာတော့တနင်္ဂနွေနှစ်ပတ်အချိန်တောင်းနေဒီကိစ္စဟာသူ့အတွက်တိတ်အရေးကြီးနေတယ်အချိန်ကောင်းကောင်းပြေးပါလို့အချောင်ပြတယ်အကြည့်စီကစပြတ်မလာဘူးအကြည့်စိတ်များကောက်သွားပြီလားလို့တွေးမိပြီးကိုမျိုးဆွေစိတ်မကောင်း နောက်ပြီးတော့ကျိုးခွေကြီးမျက်စီတွေပေါ်လာပြီးကိုယ်ယူခံရတွေများလှုပ်လိုက်မလားဒီဟာကလေးကခမမိုက်ကလေးလို့တွေးရင်စိတ်ထဲမှာတထိတ်ထိတ်ဖြစ်တာနဲ့သူ့တော်လေးကိုအချိုးချောင်းပြောပြီးအကြည့်စီကိုလှစ်လိုက်တယ်ချော့ပြီးတောင်းလို့ရရင်လည်းအကြည့်စီကကျိုးခွေကို တောင်းခဲ့မှာတော်လေးလို့လည်းမှန်လိုက်တယ်တော်လေးကအကြည့်ကိုရှင်းရှင်းပြုံးပြုံးဝဲတွေ့ခဲ့ရတယ်တော်လေးတောင်းတဲ့အတွက်ကျိုးခွေလည်းရလာတယ်ကျိုးခွေကိုကြည့်ပြီးကိုမစ်ဆွေကအများကြီးစိတ်သက်သာရသွားတယ်ပြီးတော့ နောက်ဖေးကိုဝင်ပြီးသူကိုယ်တိုင်ကျိုးကိုယ်ကိုထားနေနှုတ်လို့ဆင်ပြလိုက်တယ်။ညဘက်မှာခိုင်းလို့လေဖြေလို့မရသေးတဲ့ပြဿနာကိုအပြန်လင်းစဉ်းစားရင်ဆက်တနိုင်ထိုးတန်ကြရတယ်။တောင်းလောက်ကြတဲ့အခါအိရှိကတကားကိုပုတ်ပြီးနှိုးတန်ကြရတယ်။တကားဖွင့်ပြတဲ့အခါအကြည်နဲ့အင်းငိမ့်တို့လည်းမရဖြစ်နေတယ်။အင်းငိမ့်လက်ထက်မှာလေတေးရီအိတ်တလုံးပါလာတယ်။ဘယ်လိုဖြစ်ကြတာလဲလို့ကိုမစ်ဆွေကမေးတယ်။အကိုကြီးအဖြေရှာမတွေ့သေးပေမယ့်အကြည်ကတော့ရှာတွေ့ပြီး ဒီညာအစာပြီးအကြီးကိုဒီကိုပြောင်းလာတယ်။အိမ်မပြန်တော့ဘူးလို့ပြောလိုက်တယ်။ကိုမိတ်ဆွေလည်းစကမီမရအံ့အားသင့်ပြီးအကြီးကိုကြည့်နေတယ်။နောက်တက်မာရီချပြီးသူ့ဟာသူရေလိုက်တယ်။အင်းညင်းတို့လည်းမရပြန်သွားပြီးကိုမိတ်ဆွေကတကားပိတ်တယ်။ပြီးတော့မှအကြီးခဏနေအောင်နော်။ဒေါ်လေးကိုသွားနှုတ်လိုက်အောင်မယ်လို့ပြောပြီးအိမ်ပေါ်တက်မလို့လောက်တယ်။ဒေါ်လေးအိပ်ပါစေ။ဘာလို့သွားနှုတ်မလဲ။အကိုကြီးကဆိုပြီးကိုမိတ်ဆွေလက်မကိုဆွဲထားတယ်။ တော်လေးကဒီမှာလူကြီးခွဲ့အိမ်ကိုအခုလိုအကြီးရောက်လာတာတော်လေးကိုအကြောင်းမကြားပဲထားလို့မကောင်းဘူးလို့ကိုမစ်ဆွေကရှင်းပြတာနဲ့အကြီးကလွတ်လိုက်တယ်။တော်လေးလည်းအကူဆင်လာပြီးအကြီးကိုသူ့နဲ့အတူအိမ်ပေါ်မှာလိုက်ဖို့ခေါ်တယ်။လိုက်ချင်ဦးတော်လေးအကြီးဒီမှာပဲအကိုကြီးနားမှာနေမယ်လို့ပြန်ပြောတယ်။ကိုမစ်ဆွေလည်းအကြီးတော်လေးနဲ့အပေါ်လိုက်သွားလေလို့အဝင်ပြောတယ်။မလိုက်ချင်ဘူးအကိုကြီးနားမှာပဲနေမယ်လို့အကြီးကပြန်ပြောတယ်။တော်လေးလည်းအကြီးနားမှာထိုင်ပြီးစကားပြောနေတယ်။နှစ်နာရီပြန်နှစ်ချက်လောက်ရှိတော့ ကဲဒေါ်လေးလည်းအချင်တာရောမင်းသွားအဲ့ချိန်မှာတော့ဒေါ်လေးရဲ့လို့ကိုမစ်ဆွေကပြောတော့ဒေါ်လေးလည်းအိမ်ပေါ်ထွက်သွားတယ်ကိုမစ်ဆွေလည်းသူ့ခင်းထဲကပြန်နေကောင်းကိုအပြင်ထုတ်ရအောင်ခင်းထဲကိုထွန်သွားတယ်အကြည်လည်းဝင်လိုက်လာတယ်အကြည်ခဏထိုင်အောင်လေအကိုကြီးပြန်နေကောင်းကိုသွားယူပေးရစေအောင်လို့ပြောတယ်အကြည်ယူဝေးမယ်လို့အကြည်ကပြောပြီးဝင်မြေးဝင်လိုက်တယ်ကိုမေးဆွေလဲသူ့ကတင်ပေါ်ကအကောင်းနှလုံးကိုအကြည့်ပေးလိုက်တယ်။ဖြာနေမှုရကိုလိုက်ပြီး သူယူလာတဲ့အခန်းပြင်ဘက်တနေရာသူ့ပက်ကလန်ထိုင်နဲ့ခက်ဝေးဝေးမှာပြာနေမှုရခင်ပြီးကဲအချီဒီမှာအဲ့လိုပြောလိုက်တယ်သူကတော့ပက်ကလန်ထိုင်ပေါ်မှာပြန်ပြီးထိုင်ရင်သူ့လက်နှစ်ဖက်နဲ့သူ့ခေါင်းကိုအုပ်ထားတယ်အချီလည်းခေါင်းနှလုံးကိုမှုရပေါ်မှာတည်ထားလိုက်ပြီးမှုရပေါ်မှာမအိပ်ပဲကိုမင်းဆွေရဲ့ကလန်ထိုင်နာမှာလာထိုင်တယ်ပြီးတော့မှလက်ပိုက်တယ်လို့လှုပ်ထားပြီးသူ့လက်နှစ်ဖက်ကိုကိုမင်းဆွေရဲ့ပက်ကလန်ထိုင်လက်တန်းပေါ်ကိုတင်လိုက်တယ် အဲ့ဒီလက်ပေါ်မှာမှ သူ့ကောင်ကလေးကိုညာဘက်ဆောင်ပြီးအိမ်နေတယ်။ကိုမစ်ဆယ်ကလည်းဒီအမကလေးကငါ့ပေါ်မှာအယမ်းဖြစ်နေပြီလို့တွေးပြီးအကြည့်ကိုတစိမ့်စိမ့်တနာနေတယ်။ဒီတနာတဲ့စိတ်ဆိုတဲ့မိခင်ကြီးကထက်ပြီးပေါက်ဖွားပြပြန်တဲ့အတွက်ဆွဲလန်းတဲ့ဆိုတဲ့စိတ်တွေသာသမီတွေကတဖြည်းဖြည်းတိုးဝမယ်မသိတိုးဝလာပြန်နေ။9နိုင်ခွဲလောက်မှအကြည့်ကိုနိုးပြီးနှစ်ယောက်သာနောက်ပြေးမှမျက်နှာတည်ကြတယ်6နိုင်လောက်ကျတော့ဒေါ်လေးဆင်းလာတယ် ၃ယောက်သား coffee တောင်းရင်နောက်ပြီးမှဆွေးနွေးနေကြတယ်။ကိုမစ်ဆွေကတန်တနာရိတ်သားမှာသူ့ဖေဖေနဲ့သွားပြီးတိုင်ပင်ချင်တယ်လို့ပြောတယ်။ဒေါ်လေးကလည်းထောက်ခံတယ်။အကြီးကအိမ်ပေါ်တော်ရောက်နေမှာတော့ပဲတိုင်ပင်ဖို့မလိုတော့ဘူးလို့ပြောတယ်။ဒါပေမဲ့ဒီကိစ္စမျိုးဆိုတာဖုံးကြီးဖြစ်နေပြီမဲ့အဖေဆိုတော့အတိပေးဖို့ကောင်းတယ်လို့ကိုမစ်ဆွေနဲ့ဒေါ်လေးကိုရှင်းပြတဲ့အတွက်နောက်ဆုံးတော့အကြီးကသဘောတူတယ်။ဒါပေမဲ့အကြီးအိမ်ကိုပြန်ဖို့ဆိုတာတော့မတိုင်မခင်နဲ့မပြန်ဘူး။ အကိုကြီးနဲ့ပဲဒီမှာနေမယ်လို့အချီကခတ်တင်နေမယ်ပြောတယ်။ဒီတည်းတော့အချီကအိရှိကိုမထွက်ပါနဲ့ဟုတ်ကွယ်အချီအတွက်ပြောတာပါလို့အထက်နဲ့မှာပြီးကိုမစ်ဆွေဟာသာသနာရေးတာကိုထွက်လာခဲ့တယ်။ပိုင်း32ကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။